ကရီပြည်မှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုးဝါးစွာခံစားနေကြရပါတယ်။စစ်ကောင်စီကလီရင်နဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းဒေါ်စီအီစာတင်ကျောက်ကကျောင်းသား၄ယောက်တိစုပ်ပြီးအယောက်30ဒဏ်ရာရခဲ့ပါတယ်။ လေတဲ့လည်းနဲ့ကြီးတန်တန်လေးချားလိုက်ပေါ့စိတ်သားတယောက်တယောက်ကချားဖြစ်သွားရဲ့ပြီးတော့ဘာလို့ဘာလို့လို့ဘာကြရမမတီးတော့ဘူးညအဲ့ရဲ့ချိန်ဆိုရင်လည်းညညဆိုလေတဲ့ဈာဆိုလည်းအဲ့လိုညတော့စာဆိုလည်းကြက်ထိုင်းဟိုင်မမမီတော့ဘူးဘာလို့လို့ဘာကြရမမတီးတော့အဲ့ဒီတည့်ထဲမှာပဲကျောင်းသူကျောင်းသားဥယျာ900လောက်ရှိတဲ့လွိုင်းနှဖကျောက်ကိုလည်းလီရင်နဲ့ဘုံကျဲတာခံခဲ့ရပါတယ် ဆောင်းသွားတော့ဆိုတော့တိတိဝါးရလာတော့တော့အခုဆိုအလီတန်ချာစုတော့နေလေလာချက်ဆိုတော့ကြောက်ဝါချင်းမအဲ့လိုဒီလိုမျိုးစီရင်ပြင်မှတ်တွေမဟုတ်တဲ့စာတင်ကြောင်းတွေအပေါ်ပြင်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် ကလေးတွေရဲ့ရုပ်ပိုင်းတာမကစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအများအပြားရှိနေတယ်လို့အကူအညီပေးနေသူတွေက ပြောပါတယ်။ကလေးငယ်တွေအေးကိုသူကဒီ အဲတည်ဆုံးစေတာအပြင်ကိုဘောနမတန်ဆွမ်းဖြစ်စေတာလက်နဲ့ကြီးနဲ့အဲဒီလီရင်ဘုံရဲ့ဒီအာတန်ကြောက်ဘောနကလေးငယ်တွေဒီနားစီတွေတိခတ်သွားတာကိုလက်အင်ကတိခတ်တာမျိုးတွေရှိတယ်ပြီးတော့ကလေးငယ်တွေကဒီဖွံ့ဖြိုးမဲ့အချိန်မှာဘောနဒီစကားပြောရမယ့်ရောနစကားမပြောနိုင်တာမျိုးတွေကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာတွေဒီကြောက်ဘောနဒီအာကလေးငယ်တွေကိုဒီအာ မတန်ဆွမ်းနေဖြစ်သွားစေတဲ့ဟာမျိုးတွေပေါ့နော်ဒီ auto sin လိုမျိုးပေါ့နော်အဲ့ဒီမူမနဲ့ကလေးလိုမျိုးတော့ဒီ clinic မှာဆိုလို့ရှိရင်3ဦးလောက်ပေါ့နော်ကလေးငယ်3ဦးလောက်ဖြစ်သွားတဲ့နေသားမှာရှိတယ်ဒီတန်ရာရတဲ့ကလေးငယ်တွေကတော့လေဒီတော်များများရှိရပေါ့နော်စာတင်ကြောင်းတွေကိုပြိမဲ့ထားတိုက်ခိုက်တာဟာကလေးငယ်တွေရဲ့လွတ်လပ်စွာပညာသင်ကြားခွင့်လွတ်လပ်စွာအသက်ရှင်သန်ကြီးထားခွင့်စားတဲ့ကလေးတငယ်များအလူအခွင့်ရချိုးဖောက်မှုကိုကလေးတွေကခံနေရတာလို့ဆိုပါတယ် ဒါကြောင့်ကလေးသူငယ်တွေအတွက်လူအခွင့်အရေးဆုံးရှုံးမှုတွေကိုနိုင်ငံတကာကပါသိရှိစေဖို့နဲ့ကျူးလွန်တဲ့စိတ်ကောင်းစီကိုအေးအေးယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ လူတိုင်းမှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့လူခွင့်ရေးဆိုတာပါလေကျမတို့ဘာဘလို့တာဝန်ရှိလဲဘလို့လိုက်နိုင်ရမလဲဆိုတဲ့ဟာမျိုးတွေသိရှိရမယ်ဖြစ်ပေါ်လာတဲ့အပေါ်မှာလည်းကျမတို့တွေမတန်းတင်ယူနိုင်ပြီးတော့မှဒါတွေကိုထုတ်ပေါ်ပြောဆိုနိုင်မယ်ပေါ့နော်ဒါကိုလည်းကျမတို့တွင်ပဲသိနေလို့မရပါဘူးနော်နိုင်ငံတကာကလည်းသိဖို့လိုတယ်သိပြီးတော့မှဒါကိုပေါ့နော်အရေးယူဆောင်ရွက်မှုတွေလုပ်နိုင်ဖို့လိုအပ်တယ်ပေါ့ ဂရိနီပြည်အတွင်းစစ်ကောင်စီတပ်ဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အရက်သားရီနေထိုင်ရာဂျေးရွာရီစာတင်ကျောင်းရီနဲ့ဘာသာရေးအဆောက်အအုံတွေကိုလက်နက်ကြီးလေကြောင်းရီနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အတွက် ကလေးငယ်အများပြား ထိခိုက်ဒိဆုံခဲ့ရပါတယ်။အခုနှစ်ဖေဖော်ဝါရီလအတွင်းဂရိနီပြည်နယ်မှာ က်နက်ကြီးကြောင့်ကလေးနှစ်ယောက်လေကြောင်းတိုက်ခိုက်မှုကြောင့်တယောက်သေဆုံးခဲ့ပြီးလက်နက်ကြီးကြောင့်ကလေးတယောက်မြင်မြုပ်မိုက်ကြောင့်ကလေးတယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Grainy လူအခွင့်အရေးအဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်